ဝကြပြီးမှကတနင်္ဂနွေတာသမီတွေအတွက်ပါ။ဟောရန်စီစဉ်လေးမစတင်ခင်မှာကျွန်တော်စီမှာဗေဒင်မြင်းမြန်းကျင်တာတွေအစီအရေတွေအပြုလုပ်ချင်တဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်3926 34 3033ဆိုတဲ့ဖုန်းနံပါတ်2633333 133အဲ့ဒီဖုန်းနံပါတ်ရဲ့ဘိုက်ဘာမှာလာရောက်ဆက်သွယ်ပြီးတော့မေးမြန်းဆုံးဆန်းနိုင်ပါတယ်အဲ့တော့တနင်္ဂနွေတာသမီတွေရဲ့ကံကြမ္မာကိုစတင်ဟောကြားပေးတော့မှာဖြစ်ပါတယ် တရင်းရဲ့သားသမီးတွေနဲ့ဒီရဘတာကာလာထဲမှာ star ဆိုတဲ့နမိတ်ကပြားကြီးစိုးနေပါတယ်ဒီနမိတ်ကပြားကြီးစိုးနေတာဖြစ်တဲ့အတွက်တရင်းရဲ့သားသမီးတွေအနေနဲ့ကိုလိုချင်တဲ့အရာတွေကိုရတော့မဲ့အရာတွေအဲ့ဒါတွေကကိုယ့်ရဲ့လက်တကမ်းမှာရောက်ရှိနေတာမျိုးမကြခင်မှာအဲ့ဒီအခြေအနေတွေကလုံးဝကိုပြေသွားတော့မယ့်အခြေအနေမျိုးကိုကဘာကိုဖြစ်ချင်နေရလဲဘာကိုလိုချင်နေရလဲအဲ့လိုချင်နေတဲ့အရာတွေမကြခင်မှာရရှိတော့မယ်လို့ပြောချင်တာပါပြီးတော့တနင်္ဂနွေသားသမီးဝန်ထမ်းတွေအခြေခံလွမ်းစားတွေဆိုရင်ဒီကာလာထဲမှာယာရုတိုးတော့တာမျိုးတွေလာစာဝင်ငွေတွေတိုးတာမျိုးတွေဒီလိုကာလာမှာဖြစ်တတ်ပါတယ် အဲ့တော့ဒီလိုကာလမျိုးမှာ ကိုကအထက်လူကြီးတွေစီကနေရလာကတိုးတောင်းမယ်ဆိုရင်ဒီလိုကာလမှာပြောတင်တယ်ဇာတုကိစ္စတွေဘာတွေစတင်မယ်ဆိုရင်ဒီလိုကာလမှာလုပ်တင်တယ်နော်ဒီကာလကဇာတုတိုးတာမျိုးလာကတိုးတာမျိုးဝင်ငွေပိုင်းဆိုင်ရာတွေတိုးတက်ကောင်းမွန်မဲ့ကာလလို့ပြောလို့ရတဲ့ကာလပါပြီးတော့ကိုပိုင်လုပ်ငန်းလုပ်တင်နေတဲ့တရင်းငွေကောင်းကြီးတွေဆိုရင်ဒီဘက်ကကာလထဲမှာလုပ်ငန်းရဲ့အထွက်ပိုင်းတွေမှာမလို့ရဘဲနဲ့ထွက်တဲ့ခွချင်းမျိုးတွေနားနေတတ်တယ်အဲ့ဒီခွချင်းမျိုးတွေကိုအဲ့ဒီဟာပေါက်တွေကို ပိတ်ဆို့နိုင်ဖို့အရေးကြီးတဲ့ကာလပါပဲမဟုတ်ဘူးဆိုရင်ဒီကာလမှာအဲ့ဒီရိုးပေါက်တွေကနေပို့ပြီးကြီးထွားသွားပြီးတော့ကိုယ့်ရဲ့လုပ်ငန်းကိုရေရှည်မှာထိခိုက်လာတာမျိုးတွေဖြစ်ဖို့ရှိပါတယ်ပြီးတော့နိုင်ငံခြားတောင်းမယ်လို့ကြံရထားတဲ့သူတွေဆိုရင်တော့ဒီကာလထဲမှာနိုင်ငံခြားခီးကိစ္စတွေခေတ်ခဏရပ်ထားဖို့လိုတယ်ဘူဝရာပိုင်းဆိုင်ရာအပြောင်းအလဲတွေကိုယ့်ရဲ့ ိုတွားဖို့အတွက်ကိုလိုအပ်တဲ့လိုအပ်ချက်စားရစားတာပိုင်းလိုအပ်ချက်မျိုးတွေအဲ့ဒါတွေကဒီလိုကာလထဲမှာအခြေအနေတွေကိုပြန်ပြီးတော့ပြင်ဆင်ဖို့လိုတဲ့ကာလဖြစ်ပါတယ်။ပြီးတော့တင်းငွေသားမီးရဲ့အနေနဲ့ဒီကာလထဲမှာကိုယ့်ကိုမလိုတဲ့သူတွေရှိတတ်တယ်။အဲ့မလိုတဲ့သူတွေကအင်္ဂါတို့နာမည်မှာကြာတာပရိတို့အဲ့လိုမျိုးပါတဲ့သူမျိုးတွေဖြစ်တတ်တယ်။အဲ့ဒီတော့အဲ့ဒါကိုတော့သတိပြုဖို့လိုအပ်ပါတယ်ကိုယ့်ကိုဘယ်လောက်ကြီးပဲရှေ့မှာပြုံးပြပြုံးပြနေနောက်ွယ်မှာကိုယ့်ကိုမလိုတဲ့စိတ်မျိုးတွေမွေးနေတာမျိုးတွေဖြစ်ဖို့ရှိနေတဲ့ကာလပါပဲပြီးတော့ ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုတ်ကန်နေတဲ့သူတွေဆိုရင်တော့ဒီကာလထဲမှာရာခိုင်နှုန်း80လောက်ထိကောင်းတဲ့ကာလဖြစ်တဲ့အတွက်ငွေကြေးပိုင်းဆိုင်ရာစွန်စားလုတ်ကန်ခြင်းတွေကိုအားထည့်ပြီးလုပ်လို့ရတဲ့ကာလပါပဲ။ကျမကြီးနဲ့ပတ်သက်ရင်တော့ခြေတော့နာတာမျိုးကြိုက်ခဲတာမျိုးအဲ့ဒီဝေဒနာလေးကြီးစိုက်ပြီးကိုလိုအပ်ပါတယ်။ငယ်ရွယ်သူတနည်းငယ်သားမိတွေအနေနဲ့ကတော့ခြေနဲ့ပတ်သက်ရင်ဒီကာလထဲမှာကိုယ့်ခြေနဲ့ကိုယ်နဲ့ကြားမှာသဝင်တို့စရာတွေတန်လျာဖြစ်စရာတွေအဲ့ဒါကိုအကြောင်းပြုပြီးတရားနဲ့တရားပူလောင်ရမယ်။အများတိုင်းပြဿနာတွေဖြစ်နေရတဲ့ အိမ်အောင်တဲ့တနင်္ဂနွေသားသမီးတွေဆိုရင်တော့ဒီတပတ်တာကာလာထဲမှာကိုယ်တွေမွေးဖွားထားတဲ့သားသမီးဒါမှမဟုတ်တန်ရောရင်ရှိတဲ့အရာအဲ့ဒါကိုအကြောင်းပြုပြီးတော့စကားများကိုရှိပါတယ်ဒီလိုမဲ့ဆိုရင်တော့တနင်္ဂနွေသားသမီးတွေအနေနဲ့ငားနဲ့ခွန်ကိုပေါင်းထိုးပေးပါရေရရာအနေနဲ့ကတော့ခွေးအစာကျင်းပြီးတော့မိမိရဲ့လိုရင်းစရာတွေကိုလေးနဲ့တောင်းစုပြုပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားရည်သာရရှိစေမှာဖြစ်ပါတယ်အခုအကြပေးသွားတာကတနင်္ဂနွေသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာ ဲ့တော့တရင်းအသားမီးရဲ့အတွက်ဟောဇန်စီစဉ်တွေကိုစတင်တော့မှာဖြစ်ပါတယ်။တရင်းအသားမီးရဲ့နည်းဒီတစ်ပတ်တာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကတ္တာက high priest လို့ခေါ်တဲ့နမိတ်ကတ္တာကြီးစိုးနေပါတယ်။ဒီနမိတ်ကတ္တာကြီးစိုးနေတာဖြစ်တဲ့အတွက်တရင်းအသားမီးရဲ့နည်းဒီကာလာထဲမှာကိုကလှုပ်ချင်တဲ့အရာကတစ်မျိုးတကယ်တမ်းညီစင်မှာကိုလှုပ်ဆောင်ရတာတစ်မျိုးအဲ့မျိုးတွေဖြစ်နေတတ်တယ်။ကိုယ့်ရဲ့ယင်ထဲကဆန္ဒနဲ့တကယ်လှုပ်ဆောင်ရတာနဲ့တလွဲစီဖြစ်နေတတ်တဲ့ကာလဒီကလာထဲမှာကိုကစိတ်မပါဘဲနဲ့လှုပ်ဆောင်ရတဲ့အရာမျိုးတွေများနေတတ်ပါတယ်။ ီးတော့ဝန်ထမ်းတွေအခြေခံလူဝန်စားတွေဆိုရင်အလုပ်ထဲမှာမပြောင်းမွေတာမျိုးအလုပ်ထဲကနေထွက်ချင်တာမျိုးတွေကဒီလိုကာလမှာအဓိကဖြစ်တတ်ပါတယ်တဲတော့ကတိုက်တွန်းထားတဲ့အရာကမထွက်ပါနဲ့နေပြီးတော့တိခံပြီးတော့လုံဆောင်ပါလို့ပဲတိုက်တွန်းထားပါတယ်ပြီးတော့တနည်းအားသောင်းပြီးကိုယ်ပိုင်လုပ်ငန်းလုပ်ကြနေတဲ့သူတွေဆိုရင်လုပ်ငန်းပိုင်းမှာမထိမတ်ထားပဲနဲ့ဆုံးရှုံးရတာမျိုးမျက်နှာတာမျိုးတွေဖြစ်ပေါ်ရှိပါတယ်ဒါပေမဲ့အဲ့ဒီလိုပဲမထိမတ်ထားပဲနဲ့မရဘူးလို့ထင်တဲ့အရာလုပ်ငန်းတွေကနေပြီးတော့လေအကျိုးမြတ်ကြီးကြီးမားမားတွေရဖို့ရှိတဲ့ကာလပါပဲ။ ီးတော့ဘာသာရေးနဲ့သက်ဆိုင်ပြီးတော့လှုပ်ဆောင်ဖို့လိုအပ်ပါတယ်။တနအသာသမီတွေအနေနဲ့ဘာသာရေးနဲ့သက်ဆိုင်ပြီးတော့ဘာသာရေးတွေကိုအဓိကလှုပ်ဆောင်မယ်ဆိုရင်ဒီလိုကာလကံကောင်းမှုတွေရရှိတတ်တဲ့ကာလပါ။ပြီးတော့နိုင်ငံခြားတောင်းမယ်လို့ကြံရထားတဲ့သူတွေဆိုရင်ဒီကာလထဲမှာနိုင်ငံခြားကိစ္စတွေမစတင်တင်သေးဘူး။စတင်လိုက်မယ်ဆိုရင်ကိုယ်ဟာရလာပိုင်းကောင်းလာတဲ့ဆိုင်အစိုးရဖြစ်နေတတ်တဲ့ကာလပါပဲ။အတက်ခဲအနောက်ချက်နဲ့ပတ်သက်ရင်ကိုကဘလောက်ကြီးပဲဖြောင်းဖြောင်းနေနေ ကောင်းကောင်းနေနေကိုယ့်ကိုတိုက်ခိုက်ချင်တာမျိုးတွေဖြစ်နေတတ်တယ်အဲ့ဒီတိုက်ခိုက်နှောက်ယှက်တဲ့သူတွေကအမျိုးသမီးတွေဖြစ်နေတတ်ပါတယ်အမျိုးသမီးဆိုတာထဲမှာလည်းကိုယ့်အထက်အသက်အရွယ်ကိုယ့်ထက်ကြီးတဲ့သူမျိုးတွေဖြစ်နေတတ်ပါတယ်ဒီတော့တင်လာတောင်းပြီးငွေချင်းနဲ့ပတ်သက်ပြီးစွန်သားလုတ်ကင်နေတဲ့သူတွေဆိုရင်ဒီကာလထဲမှာရာခိုင်နှုန်း50 50ဖြစ်နေတဲ့ကာလဖြစ်တဲ့အတွက်ငွေကြီးပိုင်းဆိုင်စွန်သားလုတ်ကင်ခြင်းတွေမှာဖြစ်နိုင်တယ်ဆိုရင်ရက်တန်ထားဖို့လိုတယ်မရုပ်ဆောင်တင်သေးတဲ့ကာလပါပဲ ကျမရင်းနဲ့ပတ်သက်ရင်တော့တင်းနာသာသမီတွေရဲ့အနေနဲ့ဒီကြဘက်ကကာလာထဲမှာအုံလွဲတာမျိုးအကျောနဲ့ပတ်သက်တဲ့ဝေဒနာတွေကူးဆိုင်ပေးဖို့လိုအပ်ပါတယ်။ငယ်ရွယ်သူတင်းနာသာသမီတွေအနေနဲ့အချိန်နဲ့ပတ်သက်ရင်ဒီကာလာထဲမှာဆုံးဖြတ်ချက်တွေဝေဝါးနေရတတ်တဲ့ကာလာဘာကိုလှုပ်လှုပ်လှုပ်အောင်မသိဘဲနဲ့ဆုံးဖြတ်ခန့်နေတတ်တဲ့ကာလာဟာဒီလိုကာလာမျိုးမှာဖြစ်နေပေပါတယ်။ကိုယ့်စီနဲ့ကိုယ်နဲ့ကြာမှာမဖြစ်မနေဆုံးဖြတ်မဲ့အကြောင်းတွေပေါ်ဖို့ရှိပါတယ်။ပြီးတော့အိမ်အောင်တဲ့တင်းနာသာသမီတွေအနေနဲ့ဒီကြဘက်ကကာလာဟာအိမ်အောင်ရင်းနဲ့ပတ်သက်ရင်ကျန်တဲ့အောင်စိတ်ချမ်းသာနေရမယ်ပျော်ရွှင်နေရမယ်ဒါပေမဲ့ အကြောင်းအရာတစ်ခုကိုတော့မဖြစ်မနေဆုံးဖြတ်ဖို့ရှိနေတဲ့ကာလပါပဲအဲ့ဒီအကြောင်းအရာကရှင်းစရာမဲ့အနာဂတ်နဲ့သက်ဆိုင်တာမျိုးတွေဖြစ်နေတတ်ပါတယ်ဖြီထုံးမဲ့ဆိုရင်တော့တင်းနာသားသမီးတွေနဲ့6နဲ့2ကိုပေါအောင်ထိုးပေးပါရေရရာအနေနဲ့ကတော့ကိုယ့်ထက်အသက်အရွယ်ကြီးတဲ့သူတူဦးကိုတန်ကြီးစေဝါထူတမ်းပြီးတော့မိမိရဲ့လိုအင်စင်နာတွေကိုလေးလေးနက်နက်တောင်းဆိုပြုပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားတွေသာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကတင်းနာသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာ ်အင်္ဂါသားသမီးတွေအတွက်ကံညီမကိုစတင်ပြီးတော့ဟောကြားပေးတော့မှာဖြစ်ပါတယ်။အင်္ဂါသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလတွေမှာကြီးဆုံးနေတဲ့အာယုံနမိတ်ကပြားကဥယျာဖော်ခြင်းလို့ခေါ်တဲ့နမိတ်ကပြားကြီးဆုံးနေပါတယ်။ဒီနမိတ်ကပြားကြီးဆုံးနေတာဖြစ်တဲ့အတွက်အင်္ဂါသားသမီးတွေနဲ့ဒီကာလတွေမှာကိုကကောင်းနေတဲ့အခြေအနေမျိုးတွေနဲ့ကြုံနေရဆိုရင်ဒီကာလတွေမှာဘာသာရေးမျက်နှာလုပ်ဖို့လိုအပ်တယ်။အဲဒီကောင်းခြင်းကံတရားတွေကိုဒီကာလတွေမှာများများလက်ခံရရှိဖို့ကောင်းနေတဲ့နေရာမှာပဲရပ်တန့်နေဖို့အတွက်ဘာသာရေးလောက်ဆောင်ဖို့လိုအပ်တယ်။ ိုကတန်တရားအစိုးရအញ្ញံနေနဲ့ကြုံနေရတယ်ဆိုရင်ဒီကရာထဲမှာမြန်မြန်လေပတ်ဖို့အတွက်တန်ရှင်းတွေပြုလုပ်တာမျိုးတွေအငြိအကျေးတွေလျှော့ပွက်တာမျိုးတွေအဲ့ဒီကဘာသာရေးနဲ့တက်ဆိုင်ရနေရာတွေမှာလုဆောင်အောင်မယ်မိမိရဲ့အိမ်မှာဆိုရင်အရှင်းမြင့်နေစာတွေနေရာမျိုးတွေတန်ရှင်းတွေလုပ်ရမယ်ဖျားရှင်တွေတန်ရှင်းတွေလုပ်ရမယ်ပြီးတော့ရင်အဝယ်စားတွေအငြိအကျေးတွေရှိတဲ့ဆိုရင်လျှော့ပွက်တန့်စင်ရမယ်အဲ့ဒါမျိုးမြန်မြန်လုပ်ပြီးတော့အစိုးနေရာတွေကိုကျော်ဖြတ်ဖို့လိုအပ်တယ်ဒါကတဲတော့ကတိုက်တွန်းထားတဲ့အရာပါ ပြီးတော့အင်္ဂါသားမိရေနဲ့ဒီကလာထဲမှာကံကောင်းလားကံဆိုးလားဆိုတဲ့အရာကဆနောက်မှာကိုဖြစ်နေတဲ့အရာကိုကိုရဲ့လုံဆောင်မှုနဲ့ရလာပိုင်းတွေကိုပြန်ပြီးရရှိအောင်ပေါ်ဆောင်မှုလိုတဲ့ကာလကိုကကောင်းနေဆိုရင်ဘာသာရေးလို့ဆိုးနေရဆိုရင်ဆနောက်လိုအရေးကြီးတွေတန်ရှင်းနေနေများလောက်ပြီးတော့ကိုရဲ့အဆိုးတွေကိုကျော်လွှားသွားနိုင်ဖို့လုံဆောင်အဲဒါဆိုရင်အကောင်းနဲ့ရရှိမှာဖြစ်တယ်ပြီးတော့ဝန်ထမ်းတွေအခြေခံလွှမ်းကားတွေရဲ့အနေနဲ့ဒီဘက်ကကာလာထဲမှာလုပ်ငန်းဝင်ထဲမှာမထင်မှတ်ထားပါနဲ့အပြစ်တင်ခံရတတ်တဲ့စုဘူးခံရတတ်တယ်အဲ့ဒါက ိုအဓိကလှုပ်ဆောင်တော့တဲ့ဆိုင်ရင်ကိုနဲ့အတူတွဲဖက်လှုပ်ဆောင်တဲ့သူရောက်အပြစ်တင်ပြောဆိုခံရတာမျိုးတွေဖြစ်ဖို့ရှိပါတယ်ပြီးတော့အင်္ဂါကောင်းပြီးကိုယ်ပိုင်လုပ်ငန်းလုပ်ကြနေတဲ့သူတွေဆိုရင်ငွေကြေးလိုအပ်ချက်ကြီးမားမားပေါ်တော့တယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့လုပ်ငန်းပိုင်းဆိုင်ရာထဲမှာအနှဲငယ်ထိခိုက်တာမျိုးတွေဖြစ်တတ်ပါတယ်နိုင်ငံခြားတော့မျိုးလိုကြံရတဲ့သူတွေဆိုရင်ဒီကလာထဲမှာနိုင်ငံခြားခီးနဲ့ပတ်သက်ပြီးတော့ဒီကနေတော့တော့အကောင်ဟိုရောက်မှကျမ်းမာရေးချူရတာမျိုးတွေဖြစ်တတ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့သတိပြုဖို့လိုအပ်ပါတယ်ပြီးတော့ အတက်ခဲအနောက်ဆက်အနှဲငယ်ရှိတယ်။အဲ့ဒီအတက်ခဲအနောက်ဆက်ကနာမည်မှာတင်းလာပါတဲ့သူမျိုးတင်းလာသားမျိုးတွေဖြစ်တတ်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုပ်ကြင်ရတဲ့သူတွေဆိုရင်တော့ဒီကာလထဲမှာရာဂိုင်းနှုန်း50 50ဖြစ်နေရတဲ့အတွက်ငွေကြေးပိုင်းဆိုင်ရာစွန်စားလုပ်ကြင်ခြင်းတွေမှာအားထည့်ပြီးလုပ်လို့မတင်တဲ့ကာလဖြစ်နေမဲ့ဆိုရက်တန်ထားတဲ့ကာလဖြစ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ခြေောက်ခောက်လဲတာမျိုးတွေအမြင့်အချီချော်ကြတာမျိုးတွေသတိပြုဖို့လိုအပ်ပါတယ်။ ်ငယ်ရွယ်သူအင်္ဂါကောင်းကြီးတွေနဲ့အချင်းချင်းနဲ့ပတ်သက်ရင်ကိုချစ်သူနဲ့ကိုနဲ့ကြမှာချစ်သူရဲ့အယံကိုအတ္တကြီးရမျိုးကြောင့်စိတ်ပင်ပန်းအားဖို့ရှိတဲ့ကာလပါအဲ့ဒီအတွက်လည်းရှေ့ဆက်ပြီးတော့သွားတင်တယ်မသွားတင်ဘူးအဲ့လိုမျိုးတွေအထိပါစဉ်းစားမိတတ်တဲ့ကာလလည်းဖြစ်ပါတယ်စိတ်ပင်ပန်းရမယ့်ကာလပါအိမ်ကောင်းတဲ့အင်္ဂါကောင်းကြီးတွေအနေနဲ့ကတော့အိမ်ကောင်းဘက်စီကနေပြီးတော့ငွေကြေးများများစွာရရှိမယ်ငွေကြေးများများစွာဝင်လာဖို့အကြောင်းပြုပြီးတော့ပြောင်းရွှေ့ရဖို့ရှိပါတယ်အဓိကဝင်တဲ့ငွေကြေးကမိပါတယ် ုံမျိုးသားချင်းတွေနဲ့ဆက်ဆက်တဲ့ငွေချင်းမျိုးတွေဖြစ်တတ်ပါတယ်။ဖြည့်ထုတ်မယ်ဆိုရင်တော့အင်္ဂါသားသမီးတွေအနေနဲ့၄နဲ့6ကိုပေါအောင်ထိုးရပါ။ရေဒီယာအနေနဲ့ကတော့ကိုယ့်ထက်ကြီးခဲ့တဲ့သူမိဘလိုပုံပုံမျိုးတွေကိုယ့်ထက်အသက်အရွယ်ကြီးတဲ့သူတွေကိုလေးစားတဲ့ဆရာသမားတွေသူတို့တွေကိုစေဝါလှူဒန်းပြီးတော့မိမိရဲ့လူရင်းစားတွေကိုလေးနဲ့နဲ့တောင်းစုပြုရပါ။ဒါဆိုရင်ကိုယ့်စီကိုကောင်းတော့ကံတရားရည်သာရရှိစေမှာဖြစ်ပါတယ်ဗျာ။အခုဟောကြားပေးသွားတာကအင်္ဂါသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာ။ ပူဟောကြပေးမှာကဗိုလ်တော်ဦးသားသမီးတွေအတွက်ဖြစ်ပါတယ်။ပေါ်ဆန်းစီစဉ်နဲ့မစတဲ့မှာကျွန်တော်ဒီမှာဖေးရင်နေနိုင်ကျင်လာတဲ့အစီအရာတွေပြုလုပ်ချင်တာလေဆိုရင်ကျွန်တော်ဖုန်းနံပါတ်39 26 3 4 0 33ဆိုတဲ့ဖုန်းနံပါတ်ရဲ့ Viber မှာဆက်သွယ်မေးမြန်းဆုံးနိုင်နိုင်ပါတယ်။အဲ့တော့ဘိုလ်တူသားမီရဲ့ကံဒီမှာကိုစတင်ဟောကြားပေးတော့မှာဖြစ်ပါတယ်။ဘိုလ်တူသားမီရဲ့ဒီဘက်တာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပ်ပြားကချယ်ရီယားလို့ခေါ်တဲ့နမိတ်ကပ်ပြားကြီးစိုးနေပါတယ်။ဒီနမိတ်ကပ်ပြားကြီးစိုးနေတာဖြစ်တဲ့အတွက်ဘိုလ်တူသားမီရဲ့ဒီကာလာဟာလौဒိမကန်ရနာကိစ္စကခီးရောက်မဲ့ကာလာ ဒါပေမဲ့ခီးရောက်ဖို့အတွက်ကြားထဲမှာပြင်ပန်းခံရမယ်အတက်ခက်တွေအနောက်ချက်တွေရှိတယ်အဲ့ဒါမျိုးတွေနဲ့ဖြတ်တန်းရင်းနဲ့မှခီးရောက်မှာအဓိကကံကောင်းတာကံဆိုတာဆိုရင်ကံကောင်းတာတဝက်ဆိုတာတဝက်ကောင်းတာကကိုရည်ရတဲ့နေရာတွေဖြစ်ကျင်တဲ့နေရာတွေဖြစ်လိမ့်မယ်ပြေဝလိမ့်မယ်ဆိုတာကအဲ့ဒီဟာဖြစ်ရောက်ဖို့အတွက်ကြားမှာပြင်ပန်းခံရမယ်အတက်ခက်တွေခံရတတ်တယ်ပြီးတော့ဝန်ထမ်းတွေအခြေခံလူဝန်သားတွေဆိုရင်လည်းဌာနတွေရွေးရိုးကြိုက်ရရတဲ့နေတွေပြောင်းရတတ်တယ်ပြီးတော့ခရက်ခဏ တခြားဌာနကိုသွားပြီးတော့တာဝန်ပူပဲထမ်းဆောင်ပေးရတာမျိုးတွေဖြစ်ဖို့ရှိတယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်ကံနေတဲ့သူတွေဆိုရင်တော့ ਨੇ ဟိုအကြောင်းပြုတဲ့လုပ်ငန်းတွေမှာတိတိကျကျအကျိုးပေးဖို့ရှိပါတယ်။နိုင်ငံခြားသွားမယ်လို့ကြံရတဲ့သူတွေဆိုရင်နိုင်ငံခြားခီးလန့်ကအဆင်ပြေလိမ့်မယ်။ဒါပေမဲ့ဟိုရောက်ရင်အလုပ်ကံပြန်မှန်းတာမျိုးတွေနဲ့ကြုံရဖို့ရှိပါတယ်။အဲ့ဒါကဲအနောက်ရှက်ဒီကလာထဲမှာကြီးမမရှိတဲ့သတိပြုဖို့လိုတဲ့အဓိကကနိုင်ငံမှာကြာတာပဲ။ကြပါပေးသားသမီးနာမည်မှာကြပါပေးပါတာမျိုးတွေပြီးတော့ကြပါပေးသားသမီးတွေအဲ့ဒါမျိုးတွေပို့ပြီးတော့ဂင်းဆိုင်ဖို့လိုအပ်ပါတယ် ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုပ်ကန်နေတဲ့သူတွေဆိုတော့ဒီကာလထဲမှာယာကိုင်းတော့60လောက်ကောင်းတဲ့ကာလဖြစ်တဲ့အတွက်ရိုင်းကြီးအားထည့်လို့မရပြင်မဲ့လှုပ်ဆောင်လို့ရတဲ့ကာလလည်းဖြစ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်ဗုဒ္ဓဟူးသားမိတွေနဲ့ကိုလက်နာကျင်ကြိုက်ခဲ့တဲ့ဝေဒနာလေးယူဆပြီးဖို့လိုအပ်ပါတယ်။မေရသူဗုဒ္ဓဟူးသားမိတွေအနေနဲ့အချင်းချင်းနဲ့ပတ်သက်ရင်ဒီကာလထဲမှာကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ပြီးခဲ့တဲ့ဖြတ်တန်းခဲ့တဲ့ကာလဖြတ်တန်းခဲ့တဲ့အခြေအနေတွေကိုပြန်လည်သုံးသပ်ဖြစ်တတ်တယ်။အဲဒီလိုသုံးသပ်ခြင်းဟာတရားတရားရှေ့ဆက်မဲ့အနေအထားတွေ ပြန်တော့လက်တွဲသွားဖို့တွေအိမ်အောင်ပြုဖို့တွေအဲ့ဒီအရာတွေကိုအတွက်ပြန်ပြီးတော့သုံးသပ်ခြင်းမျိုးတွေဖြစ်တတ်ပါတယ်ပြီးတော့အိမ်အောင်တဲ့ဘုဒ္ဓဟူးတောင်းမိတဲ့နည်းအဓိကလာတဲ့မှာအိမ်အောင်ဘက်ကျမရဲ့အနေငယ်ချီစားတတ်တယ်သတိပြုဖို့လိုအပ်ပါတယ်ဒီလိုမယ်ဆိုရင်တော့၄ရဲ့ခွန်ရဲ့ကိုပေါအောင်ထိုးပေးပါရေရရာအနေနဲ့အိမ်ရှိမှာစဘာတွဲလေးတွေချိန်ဆပေးတာမျိုးဒါမှမဟုတ်စာကလေးတွေငှက်လေးတွေခိုလေးတွေကိုစံနေပတ်ပြန်ပြီးတော့ဂျူးမွေးပေးတာမျိုးအဲ့လိုမျိုးပြုလုပ်ပေးပါ ဓိကဆန်သို့မဟုတ်စပါအဲ့တမျိုးမျိုးပဲကျွေးမွေးကဏ္ဍပြုလေးပါအဲ့ဒီလိုပြုလိုက်မယ်ဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားတွေသာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကဘုဒ္ဓဥသမီးရဲ့အတွက်ဖြစ်ပါတယ်ဗျာကျော်လာပေးသမီးရဲ့အတွက်ကံမှာကိုစတင်ပြီးတော့ဟောကြားတော့မှာဖြစ်ပါတယ်ကျော်လာပေးသမီးတွေအနေနဲ့ဒီဘက်ကကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြားကတဝေါ်လို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေပါတယ်ဒီနမိတ်ကပြားကြီးစိုးနေတာဖြစ်တဲ့အတွက်ကျော်လာပေးသမီးတွေအနေနဲ့ဒီကာလာထဲမှာကံကောင်းမှုကိုရရှိမဲ့ကာလာ တန်ကောင်းမှုနဲ့သူတွဲဖက်ပြီးပါလာမဲ့အရာကကိုနဲ့အဓိကသက်ဆိုင်တာမဟုတ်ဘဲနဲ့တခြားသူရဲ့ပြဿနာတွေကိုဖြေရှင်းရခြင်းတွေပါလာတတ်တယ်။အဲတော့တန်ကောင်းကြီးရဲ့နောက်ဆက်တွဲတခြားသူပြဿနာကိုကိုကပါဝင်ဖြေရှင်းရတာမျိုးတွေဖြစ်တတ်ပါတယ်။ပြီးတော့ဝန်ထမ်းတွေအခြေခံလူဝန်သားတွေနဲ့ဒီတစ်ပတ်တာကာလထဲမှာလုပ်ငန်းခွင်ထဲမှာရှေ့မှာပြောခဲ့သလိုကိုကယာရုတွေတိုးရမယ်၊နေရာကောင်းတွေကိုကင်တွဲရမယ်၊ဝင်ငွေတွေတိုးမဲ့နေရာမျိုးတွေကိုရရှိမယ်။ဒါပေမဲ့ကိုယ့်ရဲ့လောင်းငယ်သားကိုယ့်ရဲ့လုပ်ဖို့ကင်ဘက်သူတို့ရဲ့ပြဿနာတွေကိုပါဝင်ပြီးဖြေရှင်းရတတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကံရတဲ့သူတွေရဲ့အနေနဲ့နိုင်ငံခြားနဲ့ဆက်ဆက်တဲ့လုပ်ငန်းမျိုးတွေမှာအထူးသီးရတာအကျိုးပေးဖို့ရှိပါတယ်ပြီးတော့နိုင်ငံခြားသွားမယ်လို့ကြံထားတဲ့သူတွေဆိုရင်ဒီကလာထဲမှာသွားရတယ်သွားရဖို့လည်းအခွင့်အရေးအများကြီးပေါ်လာဖို့ရှိပါတယ်အဓိကကမိတ်ဆွေအပေါင်းနဲ့စနေသားသမီးစနေနာမည်ပါတဲ့သူမျိုးသူတို့အကြောင်းပြုပြီးတော့နိုင်ငံခြားခီးနဲ့ပတ်သက်ရင်ပို့ပြီးတော့အစီအပြေချုံးမွေးဖို့ရှိပါတယ်သူတို့အကူအညီတောင်းတဲ့ပါတယ်ပြီးတော့တကယ်အနောက်ရှက်ကင်းနေတဲ့ကာလလို့ပြောလို့ရတယ်လို့ ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလောက်ကန်ခြင်းနဲ့သူတွေဆိုတော့ဒီကာလထဲမှာရာခိုင်နှုန်း85 80တောင်ကြီးကောင်းတဲ့ကာလဖြစ်တဲ့အတွက်အရန်အားထက်လောက်ဆောင်လို့တင်တဲ့ကာလလည်းဖြစ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ရင်တော့အသေးနဲ့ပတ်သက်တဲ့ဝန်ထမ်းလေးတွေကြီးစားပြီးကိုလိုရပါတယ်။ငွေရသူကြော်ဒပိသားသမီးတွေအနေနဲ့အခြေအနေနဲ့ပတ်သက်ရင်ဒီကာလကစမ်းပွင့်နေတဲ့ကာလချစ်သူတွေဝမ်းဝဲလည်နေတဲ့ကာလ ဒါပေမဲ့တစ္ဆာတရားကိုလက်ကင်ထားဖို့အရေးကြီးပါတယ်ပြီးတော့အိမ်ဆောင်တဲ့ကြာတာဘေးသားသမီးတွေအနေနဲ့အိမ်ဆောင်ဘက်နဲ့ကိုယ်နဲ့ကြားမှာဂျားဝင်တွေးထိုးတဲ့စကားကြောင့်ပြန်ပြောင်းကြောက်ကစားဖြစ်ရဖို့ရှိပါတယ်ဖြူထုံးမဲ့ပင်တော့6နဲ့1ကိုပေါအောင်ထိုးပေးပါရေရရာအနေနဲ့ကတော့ခွေးအစာကျွေးပြီးတော့ကိုယ့်ရဲ့လူရင်းစရတွေကိုလေးနဲ့နဲ့တောက်စုပြေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းတော့ကန်ရိုက်တာရရှိစေမှာဖြစ်ပါတယ်ဗျအခုအကြပေးသွားတာကကြာတာဘေးသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျ ဲ့တော့တောက်ကြသားသမီးရဲ့ကံကြမ္မာကိုစတင်ပြီးတော့ဟောကြားပေးတော့မှာဖြစ်ပါတယ်။တောက်ကြသားသမီးရဲ့ဒီဘက်ကကာလာထဲမှာကြီးဆုံးနေတဲ့အာယုံနမိတ်ကကြတာစိတ်မကော်တဲ့နမိတ်ကကြတာကြီးဆုံးနေပါတယ်။ဒီနမိတ်ကကြတာကြီးဆုံးနေတာဖြစ်တဲ့တောက်ကြသားသမီးရဲ့ဒီဘက်ကကာလာထဲမှာကိုလို့ချင်တဲ့ຢာတွေကိုဖြစ်ချင်တဲ့ຢာတွေကိုအပြည့်အဝပုံဖော်ဝင်မရတဲ့ကာလာမျိုးကိုကိုဟန်တာတာတွေနှောက်ချက်တာတွေထိန်းချုပ်တာမျိုးတွေခံရတဲ့ကာလာပြဝင်နှန်းနေအခြေခံငွေသားတွေဆိုရင်လည်းလုပ်ငန်းဝင်တွေမှာကိုယ့်ရဲ့လုပ်ဖို့ကင်ဖက်တွေက ကိုယ်ကိုအနောက်ရှက်ဆန်ဆန်ဟန်တာထိတ်ဆိုးတာမျိုးတွေကြုံရတယ်ကိုဖြစ်ချင်တဲ့အရာတွေကိုလုပ်ချင်တဲ့အရာတွေလုပ်ခွင့်မရတာမျိုးတွေနဲ့ကြုံရဖို့ရှိပါတယ်ကိုယ်ပိုင်လုပ်ငန်းလုပ်ကြနေတဲ့သူတွေဆိုရင်အမျိုးသမီးတယောက်ရဲ့နှောက်ယှက်မှုကြောင့်လုပ်ငန်းပိုင်းဆိုင်ရာမှာထိခိုက်တာမျိုးတွေဖြစ်တတ်ပါတယ်ဒါပေမဲ့အကျိုးမြတ်ပိုင်းနဲ့ပတ်သက်ရင်ဟာသူ့အတူရာနေနေရာတွေကတော့ပုံမှန်တိုင်းပဲရနိုင်ဖို့ရှိပါတယ်နိုင်ငံခြားသွားမယ်လို့ကြံရထားတဲ့သူတွေဆိုရင်ဒီကာလထဲမှာနိုင်ငံခြားခီးနဲ့ပတ်သက်ရင်အလို့တကြီးမဆုံးဖြတ်ဖို့လိုအပ်ပါတယ်မှန်မှန်လေးပုံမှန်တိုင်းပဲလုပ်ဆောင်နေရုံနဲ့အဆင်ပြေပါလိမ့်မယ် အတက်ခဲနောက်ဆက်ကြီးမမလေးတွေရှိရတဲ့အတွက်သတိပြုဖို့လိုအပ်တဲ့ကာလဖြစ်သလိုပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးစွန်သားလောက်ကင်တဲ့သူတွေအနေနဲ့ရာခိုင်နှုန်း60လောက်ပဲကောင်းတဲ့ကာလဖြစ်တဲ့အတွက်အရင်အားထည့်လောက်ဆောင်မှာမျိုးတော့လုံးဝရှောင်ရှားတင်ပါတယ်ကျမိုင်းနဲ့ပတ်သက်ရင်ဂရင်းနဲ့ပတ်သက်တဲ့ဝေဒနာ၊သွားနဲ့ပတ်သက်တဲ့ဝေဒနာလေးတွေကြီးဆက်ပြီးကိုလိုအပ်ပါတယ်။ငယ်ရွယ်သူတောက်ကြသားမိတွေအနေနဲ့အခြေအနေပတ်သက်ရင်ဒီကလည်းမှကိုယ့်ချစ်သူနဲ့ကိုယ်နဲ့အိမ်အောင်ပြူသွားတာလို့လက်ထပ်ဖြစ်တာမျိုးအိမ်အောင်ကြတာမျိုးကဒီလိုကာလမှာဖြစ်ဖို့ရှိပါတယ်။ပြီးတော့ ိမ်အောင်ပဲတောက်ကြသားမိရဲ့အနေနဲ့ကငွေကြေးကိုအကြောင်းပြီးပြောရတော့ခရောက်ကုသလေးတွေဖြစ်ဖို့ရှိပါတယ်။ပြန်လာမယ်ဆိုရင်တော့အတက်နိုင်ဆုံးသတိထားဆင်ခြင်ပြောဆိုဖို့လိုအပ်ပါတယ်။ဖြီထိုးမယ်ဆိုရင်တော့တောက်ရသားမိတွေနဲ့၃နဲ့၈ကိုပေါအောင်ထိုးပေးပါ။ရေတရာအနေနဲ့ကတော့ကိုယ့်ရဲ့အိမ်ရှိမျက်နှာစာကိုတန်ရှင်းရေးပြုလုပ်ပေးတာမျိုးအမွေးကြိုင်အနတ်သက်ကောင်းအောင်ထားတာမျိုးတွေပြုလုပ်ပေးပါ။အဲ့လိုပြုလုပ်မယ်ဆိုရင်ကိုယ့်စီကိုကောင်းသောကံပြိုက်တာရရှိစေမှာဖြစ်ပါတယ်ဗျာ။အခုဟောကြားပေးသွားတာကတောက်ကြသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာ။ ဘူဟောကြပေးမှာကစနေသားသမီးတွေအတွက်ဖြစ်ပါတယ်။ဟောသားစီစဉ်နေမစတဲ့ငယ်မှာကျွန်တော်တို့မှာပြည်ရင်းမြန်ကျင်လာတဲ့အစီအရာတွေပြုလုပ်ခြင်းနဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်3926340လုံး7933ဆိုတဲ့ဖုန်းနံပါတ်ရဲ့ဘိုင်ဘာမှာဆက်သွယ်မေးမြန်းဆုံးသနိုင်ပါတယ်။ဘူဟောကြပေးမှာကစနေသားသမီးတွေအတွက်ဖြစ်ပါတယ်။စနေသားသမီးတွေနဲ့ဒီဘက်ကကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ခကြကချယ်ရီလို့ခေါ်တဲ့နမိတ်ခကြကြီးစိုးနေပါတယ်။ဒီနမိတ်ခကြကြီးစိုးနေတာဖြစ်တဲ့စနေသားသမီးတွေနဲ့ဒီကာလာထဲမှာ ိုရည်ရတဲ့အရာကိုမဆုံးမနစ်နဲ့ဖြည့်ဆက်သွားဖို့လိုတယ်။ကိုကဘာကိုရည်ရတဲ့ကိုကဘာကိုဖော်ဆောင်ခြင်းနဲ့အဲ့ဒီဖော်ဆောင်ခြင်းနဲ့အရာရည်ရတဲ့အရာကိုမဆုံးမနစ်နဲ့စွဲရှိရှိနဲ့သွားဖို့လိုတယ်။အတိုက်ခိုက်နောက်ချက်တွေတွေ့ရလိမ့်မယ်။ဒါပေမဲ့ကိုဘက်ကမဆုံးမနစ်နဲ့သွားမယ်ဆိုရင်ကိုကိုရည်ရတဲ့အရာလက်ရှိမှာအိမ်ကံမလွဲဖြစ်ပါတယ်။ပြီးတော့ဒီကလာထဲမှာကံကောင်းလားကံဆိုးလားဆိုတာမိမိရဲ့ဇွဲနဲ့တက်ဆိုင်ပါတယ်။ပြစနေသားမီဝင်နှန်းနေအခြေခံလွမ်းသားတွေဆိုရင်ဒီတစ်ပတ်တာကာလာထဲမှာနေဝဲတွေကိုတွားရောက်ပြီးတော့တာဝန်ထမ်းဆောင်ဖို့ရှိတယ် ပြီးတော့အဲ့ဒီနယ်ဝေးကိုသွားရောက်ချင်းရနေပြီးတော့ကိုယ်တအခွင့်အမ်းတွေရဖို့လည်းရှိပါတယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်ပြန်နေတဲ့သူတွေဆိုရင်တော့ဒီတစ်ပတ်တာကာလာတွေမှာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အတိုက်ခိုက်လေးတွေအဖြစ်ဖြစ်နေဖြစ်ဖို့ရှိတယ်။အဲ့ဒါကိုသတိပြုဖို့ဆောင်ရှားဖို့လိုအပ်ပါတယ်။နိုင်ငံခြားသွားမယ်လို့ကြံထားတဲ့သူတွေရဲ့အနေနဲ့ဒီကာလကလုံးဝကိုအယောင်ပြီးပြည့်စုံတဲ့ကာလတော့ပြောလို့ရတယ်။နိုင်ငံခြားခီးနဲ့ကိစ္စတွေအဆင်ပြေနေလိမ့်မယ်။ကိုစတင်မယ်ဆိုလဲစတင်ချိန်ဆက်တဲ့အရာတွေမှာအားလုံးချုံးဝင်နေဖို့ရှိပါတယ်။ ပြီးတော့စနေသားသမီးတွေအနေနဲ့ငွေချင်းနဲ့ပတ်သက်ပြီးဆောင်ရွက်လောက်ကန်နေတဲ့သူတွေဆိုရင်ဒီကာလထဲမှာယာကင်တော့65လောက်ကောင်းတဲ့ကာလဖြစ်တဲ့အတွက်အားထည့်ပြီးလုပ်ဆောင်လို့တော့ရရှိပါတယ်။ကျမိုင်းနဲ့ပတ်သက်ရင်ကိုလက်နာကျင်ကြိုက်ခဲ့တဲ့ဝေဒနာလေးတွေကိစ္စပေးဖို့လိုအပ်ပါတယ်။ပြီးတော့ဝမ်းနဲ့ပတ်သက်တဲ့ဝေဒနာလေးတွေလည်းကိစ္စပေးဖို့လိုအပ်ပါတယ်။ငယ်ရသူစနေသားသမီးတွေရဲ့အနေနဲ့ဒီဘက်တာကာလထဲမှာကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ကြားမှာဆက်ဆံရေးတွေကို ကြားနေတွေးထိုးတာမျိုးကြားဝင်တဲ့အနောက်ဆက်မျိုးကြောင့်ဆက်ဆံရေးပိုင်းမှာမပြေမလည်လေးဖြစ်စေတယ်။ဒါပေမဲ့ပြန်လည်ပြီးတော့ပြင်းပြတ်သွားပါလိမ့်မယ်။အိမ်ောင်းတဲ့စနေသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလာထဲမှာပညာရက်ကိုအကြောင်းပြုပြီးတော့ကိုယ့်ရဲ့အိမ်ောင်းရေးမှာပျော်ရွှင်ရဖို့ရှိတယ်။အဲ့ဒီပညာရက်ကိုအကြောင်းပြုပြီးတော့ဆွနေဖြစ်တာမျိုးတွေလည်းဖြစ်ဖို့ရှိပါတယ်။ထိထုံးမယ်ဆိုရင်တော့စနေသားသမီးတွေနဲ့တင့်နဲ့ခွန်ကိုပေါအောင်ထိုးပေးပါ။ရေတရာအနေနဲ့ကတော့ နှက်အစာယူပြီးတော့ကိုယ့်ရဲ့လိုရင်းစရတွေကိုဒီနေ့နဲ့တောင်းစုပြုလို့ပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံကြရတာရရှိတယ်မှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကစနေသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာ